စစ်ကောင်စီကကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့စစ်ဝင်စားမှုနေပါတဲ့ပြည်သူလူထုကိုစစ်ကောင်စီဟာဗက်ပေါင်းစုံကနေပုံစံမျိုးစုံနဲ့ဖိနှိပ်ချုပ်ချယ်ချိန်ချောက်နေပြီးလူခွေရေးတွေကိုပြင်းပြင်းထန်ထန်ချိုးဖောက်နေတယ်လို့စောင့်ကြည့်လေ့လာသူတွေကဝေဖန်ပါတယ်။ လူလူကကိုရွေးချက်ခြင်းနဲ့ကိုစလေလောင်းမပါရင်မဲမပေးဘဲနေပိုင်ခွင့်ရှိသလိုပြည်သူတယောက်အနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့သဘောမကျရင်သဘောမကျကြောင်းထုတ်ဖော်ပြောဆိုခွင့်ရှိရမှာလည်းဖြစ်ပါတယ်။ဒါတွေကအခြေခံလူခွင့်ရတရားဖြစ်သလိုတိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန်မှာအခုလိုတွေထုတ်ဖော်ပြောဆိုနေတာဟာချင်းချောက်နေတာထက်ပိုကြောင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတယောက်ကပြောပါတယ်။စစ်ကောင်စီဟာရွေးကောက်ပွဲစံကျင်သူတွေကိုပုံမှန်တက်ဖန်စီအရေးယူတာရွေးကောက်ပွဲနှောက်ရှက်သူတွေကိုသေ ရန်ထိချမှတ်နိုင်တဲ့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေတွေ ထုတ်ပြန်တာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဝါရဖြန့်နာတွေကို သတင်းစာတွေထဲထည့်ကြေညာတာစာရတွေကို စတိုက်ပြုလုပ်နေပါတယ်ရှင်။